ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ Goodie Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာကျွန်တော်ရဲ့ Channel တွေကနေတင်ဆက်ပေးသောမယ့်ဇာတ်လမ်းလေးကတော့စာရေးသူခွန်ရေးသားထားတဲ့မောင်ရိပ်ခဲနဲ့ယုံကြည်မှုဤနောက်ွယ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသောမှာပဲဖြစ်ပါရစေ။တင်ဆက်မှုလေးကိုမစားခင်မှာပရိသတ်တွေကကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမျှတွေကိုသိနိုင်အောင်လို့ဘီနာက Notification လေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ။ ဒီဇလာလေးကိုတင်ဆက်ပေးသောမိတ်တော်ကတော့ကျွန်တော်ကိုခန့်ပဲဖြစ်ပါတယ်။ကေတာဆိုရင်တော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ပါ။မနစောကြီးဆရာဆရာလို့ခေါ်တဲ့ကြောင့်မောင်ကြီးကနိုးလာတယ်။မောင်ထင်ပေါ်လေအဲ့ဒီနေတူပဲအင်ဂျီတဲ့မှာသူတို့နှစ်ယောက်ကလွဲပြီးဘယ်သူမှမရှိချင်းတယ်လို့တဲမှာအင်တလုံးဆောက်ကနေထိုင်ကြခြင်းဖြစ်ပါတယ်။မောင်တန်ဘောလူထွက်လာပြီးနောက်ဆရာဖြစ်သူနေပြီးအတူပြန်လာနေပြီးဆရာရဲ့ကိစ္စဝါဝါကိုတတ်နိုင်သမျှဆောင်ရွက်ပေးရှာတယ် ဆရာတော်ဦးမေတာဝီကလည်းကြားမှာပဲနေဖို့ခေါ်သေးတယ်။သို့တော်ဒုက္ခပြရန်ရောက်မှာဖြစ်တော့ဆရာတပည့်နှစ်ယောက်တည်တံ့ခွင့်နေကြခြင်းပဲ။အခုလည်းတရားရောက်ကလာနိုးနေတာကြောင့်ထားရန်ပြင်ကြရတယ်။တကားဖွင့်လိုက်တာနဲ့စီးကျုံနေသူကရွှေမြောင်းပိုင်းကကိုသားလား။ဟာကိုသားလားအစောလာကြည်လားဗျာ။စောမရမှာဆရာလေးရဲ့အလောတကြီးပါလားဗျာအစိုးစားမအောင်လာရင်ကိစ္စလေ။ဆရာနာမသူစားပေါ်ဘိုက်ကချိုယိုနာနေလို့ဆိုလား။ ကိုသားလာတော့နောက်ပြီဗျာချုပ်ရိုးနာတာကျုပ်ကဘာလို့ပြီးနိုင်ပါလဲဗျာဆောင်းပြကြည့်ပေါ့ပြပါကောလာဆရာရဲ့တမန်နေပါရပြီးစစ်ထားတာချုပ်ရိုးကဘာမှဖြစ်ဘူးတဲ့ဒါပေမဲ့သူ့ဘိုက်ကချုပ်ရိုးကဆက်ပြီးနာနေရတယ်အခုဆိုခါတော့မမတ်မနေရဘူးနာလို့တယ်အဲ့ဒါဆရာစီလာပြီးယူမယူမေးကြည့်မလို့ဗျာပြီးတော့လေချောင်းလေးကကလိကလိဖြစ်နေတဲ့ကိစ္စလေးပါမေးမယ်ခေါက်ခဲ့ပါဗျာကဲကဲကဲအိမ်ပေါ်သွားကြည့်ကျွန်မျက်နှာတက်လာအောင်မေး အဲ့လိုပြောပြီးနောက်ဖေးဘက်ကိုသွားကမျက်နှာသိလိုက်တယ်။တောင်းမအိမ်ပေါ်ပြန်ရောက်လာပြီးဘုရားရှိခိုးစီမိကတောက်ရီချံကက်ကလူနာအတွက်လိုအပ်တာတွေကိုတွက်ချက်နေပါရဲ့။အေးကွာကာယကံရှင်လူနာမှာပါတော့မင်းရဖြေရတာတိတ်အဆင်ပြေဘူးကွာ။ပြောရရင်တော့အကို့မိန်မကပျောကတော့မကင်းဘူးပေါ့။ကာယကံရှင်နဲ့တွေ့ပြီးဆေးရရင်တော့ပိုပြီးတည်ချတာပေါ့ဗျာ။ဟုတ်ကဲ့ဆရာမနေ့ပြန်အကို့မိန်မကခေါ်လာခဲ့မယ်လေဆရာတို့အားနေမလား။အဲ့လိုလဲအဆင်ပြေတယ်။ ခေါလာခဲ့ရင်တော့ပိုကောင်းတာပေါ့ဟုတ်ပြီဆရာဒါဆိုကိုယ့်ကိုခွင့်ပြုပါအောင်ဗျာအဲ့ဒါပြန်ပြီးရနေမောင်တင်ပေါ်လေးဆရာဖြစ်သူကိုမနှက်စာဆောက်ဖို့ခေါ်လိုက်တယ်နောက်နေ့ရောက်တော့ကိုသားလာရုလင်မြာရောက်လာပါတယ်လာလာလာကိုရောအပေါ်ထဲမှာဆရာဆောင်နေရဲ့ဗျာမောင်တင်ပေါ်ကစီးကြိုပြီးပေါ်ထက်ကိုသွားခိုင်းလိုက်တယ်ကာယကရှင်လူနာရောက်တာနေမောင်ရေကဘေးတင်နေချင်းဟောပေးလိုက်ပြီးပြောကဆက်မရှိသေးကြစေရန်စစ်ဆေးဖို့လူနာကိုဖျားကတော်ခိုင်းပြီးအနောက်ကိုခြေစင်းတိုင်ခိုင်းတယ် ကဲခနာရှင်တောက်ကြသမီးရဲ့နာနေတဲ့ဘိုက်ချုပ်ရိုးမှာပျောကဆက်မိတွေ့နေတာမှရင်ဆိုင်းရကနင်းချပေးထားကြွမရစေနဲ့မရှိရင်ဖတ်လို့ပေါ်ပါစေတာကဲခြေတော်တစ်ဖက်စီမကြည့်ညီမမသူစားကဆင်းတော်ရဲ့ခြေတော်ကိုတစ်ဖက်ချင်းစီမကြည့်တယ်ဘလို့မှမရွေးပါရကဲဟုတ်ပြီခနာရှင်ရဲ့လက်ချောင်းလေးကကလေးကလေးဖြစ်နေတဲ့ဥစ္စာကအပင်းကြောင့်ဖြစ်နေရမှရင်နင်းချပေးထားကြွမရစေနဲ့မဟုတ်ရင်ဖတ်လို့ပေါ်ပါစေတာ ကာယကံရှင်ကခြေထောက်ကိုထပ်မပြန်နေဒီတခါလဲခြေထောက်ကလေးလံနေပြီးမောင်ရီမရပြန်ကဲဘယောကဆက်မှန်ကန်ရင်ဖတ်လို့ပေါ်ပါစီတော့ဗျာခြေထောက်မကြည့်ညမဘသူစားလေးဆရာပြောတဲ့အတိုင်းခြေထောက်တစ်ဖက်ချင်းစီမကြည့်တယ်ငကုံနဲ့မတူပဲပေါ်ပါနေပြီးခြေထောက်ကပေါ်ကိုမြောက်ရည်ရပါလိဘယ်နဲ့နေလဲပေါ်သလားလေးသလားညမအခုဟာပေါ်သွားပြီဆရာဆွဆော့ဘလုံးမမလို့မရအောင်ကဲဟုတ်ပြီအရှိလက်ပြီးဖျားဟုတ်စားချင် မသူဆောင်လေးမောင်ရီခဲပြောတဲ့အတိုင်းဘုရားဦးချပြီးရောင်ချဖြစ်သေးရဲ့နဘေးမှာတုံးကျုပ်လေးလားထိုင်နေကိုသာလာကမောင်ရီခဲပဲလှည့်ပြီးရောဒါဆိုကုပွဲအတွက်ဘာလို့အဲ့လဲဆရာလွယ်တာသာပြောအခုရှာပြီးမင်းအရေးကြီးတာမသူဆောင်နေပြန်ကောင်းဖို့ပဲဆရာစိတ်ချောက်ကိုဘယောကဆက်မှန်သမျှကျွန်တော်တာဝန်ယူတယ်ကျဲနေဈာမရေးကိစ္စတွေတော့စီလိုင်းလိုက်သိရင်လိုက်ရမယ်မြာဟုတ်ကဲ့ဆရာကုပွဲအတွက်တော့ဘာမှတွေ့တွေ့တူးမလို့ဘူးငပြောဝါတုံးပြီးရင်အုံတီးတစ်လုံးရဲ့ ဖျောင်းနိုင်ရဒါပဲလို့တယ်။ရစီရမယ်ဆရာ။တောင်းကြမှာပစ္စည်းစုံလေးနဲ့တူကိုသားလာပြန်ရောက်လာတယ်။မောင်ထင်ပေါ်လေးငပြောသည်အုံသည်စီပြီးပွဲပြင်လိုက်တယ်။အားလုံးပြီးစီရနေမောင်ရဲကဲကဖျားရှိခိုးငါးမတိလာခံပြီးဆရာသခင်တို့တောင်းကြသမီးအတွက်ပွဲလူပေးပြီးလွယ်တော်အားလာဆက်အကြားဆက်အမင်းဆက်မနှောဆက်တွေတောင်းခံတယ်။အိနာမတ်သူစာကိုခေါ်ပြီးဖျားဥချခံပြီးပြူစားနောက်ဆက်သူဆွင်းရင်ကိုခေါ်သွင်းတယ် ကဲတောက်ကြသမီးရဲ့အတတ်နဲ့ခန္ဓာကိုအဘဆရာသခင်တို့ထံအနန္လူထံပါရီအလူခံပေးသနာတော်မူမှာအဘဆရာသခင်အပေါင်းတို့ခမညာတောက်ကြသမီးရဲ့အတတ်နဲ့ခန္ဓာကိုအဘဆရာတို့ထံအနန္ထားပြီးဖြစ်တဲ့အတွက်ခန္ဓာရှင်တောက်ကြသမီးကိုပြူစားနှောက်ရက်ထားတဲ့မိသည်ပုဂ္ဂိုလ်မဆိုရှောက်တဲ့နေရာကနေဒီကိုအရှောက်လာခဲ့စမ်းမိသည်ပုဂ္ဂိုလ်မှမလာမဲမနေနိုင်စေရအဘဆရာသခင်တို့ရဲ့မိတ်ငါဆရာရဲ့အမိတ် မောင်ရခင်အရီလိုအမေးပြန်လိုက်တာနဲ့လောက်ချီချာရဲမတ်သူစာရဲ့လက်တော်မှာနှစ်ပူးတလို့တဆက်ဆက်တုံးလာတယ်။ငါခေါ်တာဆွမ်းရင်ရှင်နော်။နေရဘာလို့လာလဲ။အရီပုဂ္ဂိုလ်ကဘာမှပြန်ပြောပဲနေမြဲနေနေပါတယ်။ငါပြောနေလေ။နင့်ကိုခေါ်သလားလို့ပြောစမ်းတော့ကောင်လေ။ဆိုင်ယာရီစကားပြောလို့ရအောင်နှုတ်ဖွင့်ပေးလိုက်ကြ။ငါကဆွမ်းရင်ရှင်ပဲဟာ။တဲငါလှုပ်လိုက်ရ။နေငါဘာမှနေလဲ။လာနေလို့ရမယ်ထင်နေလား။ နေရာဆွေးရှင်းမဖို့တည်ရဲ့ဒါလောက်ရှုပ်ချင်နေရကဲဆန်ဟာရီဒီကောင်ကိုဆွဲထုတ်ပြီးတော့ထုတ်တာအပြေပေးတာငါကမလွတ်မချင်းလွတ်မပေးနဲ့မတူတာတစ်ချက်တင်ငနေတုံသွားပြီးအသေးစိတ်ပြန်ကက်လာပြီကဲနမဘာမှဖြစ်ဘူးစိတ်ကိုလျှော့တာတောက်ကြသမီးကိုဖြူစားနောက်ရက်ထားတဲ့ဆွေးရှင်းကိုရိုင်းခုချက်ချင်းလာခဲ့စမ်းဟိခုတော့ခံတော့နေလွန်နိုင်ချင်မရှိစင်ရအဘဆရာတခင်တွေရဲ့အမိတ်ဒီကမတူစာရဲ့လက်ပင်မှုတ်တော့ပဲတကူလုံးကိုဝင်စည်းရော်တယ် မလာဘဲနေနိုင်သေးလားဟမ်ကိုမွေးထားတဲ့အကောင်တွေလှုပ်အောင်မလားအဲ့ဒီပုဂ္ဂိုလ်ကဘာမှပြန်ပြောပဲတဆက်ဆက်တုံးနေတယ်လက်နှစ်ဖက်ကကျမ်းပြင်ကိုတပုံးမုံထုတ်ရိုက်လို့နေပါရဲ့ငိန်သားစအဲ့လက်တီမောင်ကြီးရီလိုပြောလိုက်ပြီးမဲ့ဆွေရင်ရှိမှမချဟန်ဆောင်ကကျမ်းပြင်ကိုတပုံးမုံထုတ်ရိုက်နေစေမင်းဒါလောက်တောင်ဖြစ်နေတာပေးစမ်းမတီမောင်ကြီးကလွယ်ရည်ထဲကပတိကမ်းပေးလိုက်တယ်ပတိရောင်းနဲ့သုံးောက်ချိုးလိုက်ပြီးတော့ ဲအီလာဒီဆွေရှင်ရဲ့လက်ဖြစ်ပါစေကဲကွာအဲ့လိုဆိုကောင်လက်အားပတိနဲ့သုံးချက်ဆင်းရဲလိုက်ပါရယ်နာရီနာရီလို့អော်ရယ်ဘယ်နဲ့လဲခုတော့တန်ထွက်နိုင်ပြီလားတော်တော်အကုသူပေးရကောင်ပြောစမ်းနေမတူလဲဘာလို့လှုပ်ထားလဲမဖြေမဲနေနေပြန်ပါရယ်ကဲနင်းဖြေမလားငါရိုက်ရမလားပြောဒီခါမှလည်းဖြေပဲနေမြဲနေနေပါရယ်ကဲတလောက်တောင်ဖြစ်နေတော့လက်ကိုစီးတော့ရောင်းစီးတော့ကကြမ်းကြမ်းစီးတော့ လက်အပေါ်တင်ပေါ်အပေါ်ရောင်းတင်ထားစမ်းအရိကမသိစားရေးလက်နှစ်ဖက်ကခါရက်နေပြီးပေါ်ပေါ်ရောက်လာတယ်ခေါင်းမာလေးရပေါ့ခေါင်းမာရင်မာတလောက်ကိုပွားကိုပြန်ရိုက်စမ်းခန္ဓာရှင်တောက်ကြသမီးရဲ့အတန်းနဲ့ခန္ဓာကိုထိခိုက်ခြင်းမရှိစေရဇွန်ရင်ရှင်သာထိခိုက်စေရမည်တောင်းခံနိုင်တဲ့ဆက်ဒီပြတိကြစေအဲ့လိုမေးပေးလိုက်တော့တောက်ကြသမီးမှာကိုပွားကိုမနာနဲ့ပြန်ရိုက်နေပါတယ်ပြောရဲကွာမကြိုက်ဘူးကပ်ပြင်းပြင်းရိုက်ထားစမ်း မတူစာရဲ့လက်တွေ့မှာရနာချင်းမရှိပေပါနဘက်ကိုတပြန်ပြန်ပြန်ရိုက်နေပါပဲပြောတော့မလားအနာခံအောင်မလားပြောပါတော့မယ်ပြောပါတော့မယ်တော်ပါတော့ကလေးကမှကြားမယ်မကြမ်းနဲ့နော်ခေါင်းပေါ်ပတိကြတော့မယ်ဘာမှလေကဲလက်ကနေထားတော့အဲ့လိုပြောလိုက်မှလက်နှစ်ဖက်မှာဒူးခေါင်းပေါ်ကိုကြတော့တယ်မတူစာရဲ့ပါနဘက်မှာနေရင်နေပြီးမျက်ရည်များပဲကြနေပါတယ်ပြောမင်းမတူလေမမတူပါမတူဟုတ်လား လိန်ညာရင်လာမိုင်ကြီးကလက်မျိုးကိုလှန်နဲ့ထောက်တာမသိစေနဲ့အဲ့ဒီလိုပြောလိုက်တာနဲ့မသူစာရဲ့ဦးကောင်မှာပေါ်ကမော့လာတယ်တော်ပါတော့မညာတော့ပါဘူးပြောအောင်လေမတူလို့ပြောနေနေမယ်မင်းငါနမေးချိုအေးဟဲ့ချိုအေးမောင်ရင်ခင်းရဲ့ညာလဝါကမသူစာရဲ့ပါပြေပေါ်ကိုရောက်လာတယ်ငါလို့ပြောအောင်မလားပြန်ပြောနေမတူလေဒီမမချိုအေးပါရှင်ကဲမချိုအေး နေဒီခန္ဓာရှင်တောက်ကြသမီးကိုဘာလို့ထားရလဲပြော။လိန်ကကြောင့်တည်ရနော်။ပြီးပါရဲ့ဆရာ။မညာရဲတော့ပါဘူး။ကဲပြီဘာလို့ထားရလဲ။အပင်းထည့်ထားတာပါ။သူ့ဘိုက်ကချုပ်ရိုးရဲပါအကုန်အပင်းထည့်ထားတာ။ရုံမှလိုက်တာ။ပေါရီမြားရန်ညိုးရန်စာရှိလို့လေ။ငါ့အထင်နေနဲ့ခန္ဓာရှင်ကတစိမ့်နေမဟုတ်ဘူးနော်။ဟုတ်ပါရဲ့ဆရာ။မညာညီမရိပါ။ သူ့ကိုမုံလို့လှုပ်ထားတာပါ သူ့အရန်မုံနေဆရာမမြင်ချင်းလောက်အောင်မုံတာကဲကဲကဲတဆိုင်နေပါမဟုတ်ပဲအချင်းချင်းခွင့်လို့ကြပါလူဘဝမှာပြန်ဆုံရဖို့ဆိုတော့ကလည်းနဲတဲ့ရေးဆက်တွေမှာမဟုတ်တာသူနဲ့တနေရတဲ့တအိမ်နဲ့ပြန်ဆုံစီတဲ့ရေးဆက်ကိုလည်းအတိမုံနေဆရာကဲကဲကဲတော်ပြီငါမေးမယ်နေခန္ဓာရှင်တောက်ကြသမီးကိုထဲ့ထားတာတွေပြန်ယူမလားမယူဘူးလားဒါပဲဖြစ်မယူနိုင်ဘူးဆရာ တကယ်မယူဘူးလားတေချာစဉ်းစားပြီးမှဖြေနော်သူ့ကိုတီအောင်တတ်မှာပြန်မယူနိုင်ဘူးစရာဟုတ်ပြီဒါတော့နေထိုင်တဲ့နေကံပဲကဲတင်ပေါ်ကြောက်ပြင်ဦးခဲ့မော်တင်ပေါ်လဲစမပြီးချာနာရီကြောက်ပြင်အဝိုင်းလေးကိုရွှေလာပြီးမသူစာရေးရှိကိုချပေးလိုက်ပါရင်ကနေပြန်မယူဘူးဆိုတာသိကြပြီလားတီအောင်တတ်မှာသူမရှိမှနော်အေးမှာ ်တလောက်ခေါင်းပါနေတာဆံရရီအနောက်ကနင်းချပြီးစမကြောက်ပြင်းနဲ့ပြင်းပြင်းဆောင်ခိုင်းတာမသိစေနဲ့မောင်ကြီးကပြောလိုက်တာနေမတ်သူစာမရှိကိုထိုးချသွားပြီးနဖူးပြင်းနဲ့စမကြောက်ပြင်းတို့တုံတုံစောင့်နေတယ်အချက်ပေါင်းများစွာဆောင်ပြီးတော့နဖူးတွေဖူးရောက်လာပြီးသွေးစောင့်တွေမှာကြောက်ပြင်းမှာကတ်နေပါတယ်ကဲယူတော်မလားနေလောက်ထားရဲဟာရီယူပါတော့မရှင်မဟုတ်ရင်သူမသိမဲကျမသိရပါတော့မယ်ဟုတ်ပြီဖညာဦးချပြီးနောက်ကိုခြေစင်းလား မော်ရီကပြောရတဲ့မသူစာကနောက်ဘက်လှည့်ပြီးခြေစင်းထိုင်ကမိမိလှုပ်ထားသမျှကိုခေါင်းကခြေစုံတက်ချနေပါတယ်။နဖူးကတံရရီပေါ်ကုန်ယူသွား။ဘယ်နေရာမှမပယောဂဆက်တီခြံထားဖို့မကြံနဲ့နော်။ငါစစ်လွတ်တွင်ညာတော့မှာမဟုတ်ဘူး။ဟုတ်ကဲ့ပါရှင်မခြံရဲပါဘူး။အေးလက်ဘေးမှာထည့်ထားတဲ့ဆန်စားပါပြန်ယူသွားခြင်း။နောက်ပြီးချော်ရိုးတဲ့ကဟာရီပေါ်ကုန်ယူသွား။ဘာတစ်ခုမှကြံတော့မလို့ခြင်းဘူး။နောက်နောက်ဒီတောက်ကြသမီးမှနာတာအောက်နာ။ ရှားတာရန်တာတွေထပ်မကြားချင်ဘူးကြားလားဟုတ်ကဲ့နောက်မဖြစ်စေရပါဘူးရှင်မသူဆောင်ကသူမရဲ့လက်နဲ့ကောင်းစားချင်စုံတက်ချကအပင်းထုတ်နေလေဘင်းကထည့်ထားတဲ့စံချီမြင်စားလေတက်ချနေတဲ့ချော်ရိုးတဲ့ထည့်ထားသမျှသောမကောင်းသောဆုံးပညာရက်တွေကိုလည်းအကုန်ပြန်ယူနေပါရဲ့နိုင်ဝဲမြတက်ချပြီးနောက်လက်တည်ငိမ်ကပေါမော်ကိုလက်တင်ထားလိုက်တယ်။ကောမီလာတကယ်ကောမပါပြီရှင်မယုံရင်စစ်ကြည့်ပါ။မောင်ရဲလေးတီချောင်စစ်ကြည့်လိုက်တယ်။ ဟုတ်ပြီတမန်ရင်ပြန်သေးနေအောင်နေတော့လို့ပညာသည်တွေကယုံရတာမဟုတ်ဘူးတစ္ဆာရေးတက်ပြီးမှလွှတ်ရမယ်အဲ့လိုဆိုကတစ္ဆာချက်ပြင်းပြင်းမန်းလိုက်ပြီးဆရာသခင်တို့နဲ့အတန်းလိုက်ပါလေကဲပြန်တော့နောက်နောက်ဒီတောက်ကြသမီးကိုရောတောက်ကြသမီးရဲ့မိသားစုကိုရောထပ်လုံမယ်မကြမ်းနဲ့နော်တစ္ဆာဆိုရင်အရင်ကြောက်ဖို့ကောင်းနေကြလားဟုတ်ကဲ့ဆရာကျမနာကျင်နေပါပြီပြန်ခွင့်ပြပါတော့အေးသွားနိုင်ပြီနေ့တည်းရဲကိုတော့ငါလှုပ်ပေးလိုက်မယ် ဘသူမှမခိုင်းစားနိုင်အောင်လို့ဆံရောင်နဲ့ငါအပ်လိုက်ပြီ။ကြိုက်တာလို့ပါဆရာ။ကဲတော့တော့ရိတ်လို့ဆိုပြီးငယ်လေးကိုတုံးချက်တောင်းလိုက်ပါရီ။မသူစားမသူစား။အဲ့တော့ခန္ဓာရှင်တောက်ကြသမီးကိုခေါ်လိုက်တယ်။အရှင်အရှင်ဆရာ။အေးတတိလွတ်သွားသေးလားကော။တတိတော့မလွတ်ဘူးဆရာ။ဒါပေမဲ့ကိုယ်စိတ်ကိုထိန်းချုပ်လို့မရဘူးဖြစ်နေတယ်။ခုကားလို့ဖြစ်သေးလားပါရီလားသေးလား။ဘာမှမဖြစ်တော့ဘူးဆရာ။ အေးဟုတ်ပြီဒါဆိုဘုရားကတော်ကြီးဒီနေ့အစားပြီးမိမွေးတိုင်းဖောင်ပွေတိုင်းဖြစ်ပြီဟုတ်ပြီလားဘာမှပူစရာမလိုတော့ဘူးဟုတ်ကဲ့ဆရာကျေးဇူးလေးတင်ပါတယ်ဆရာဘုရားကတော်ပြီးမောင်ကြီးကိုပါကတော်လိုက်ပါတယ်အိမ်ပြန်ရောက်ပြီးလေးငါရက်ပြီးကြာပြီးဖြစ်တော့လေကိုတာလာရဲ့ရင်ထဲမှာတနှုံတော့ဖြစ်နေတယ်ငါစိတ်ထဲဒီအားကြီးမမေးရရင်ငါနေရတာရှင်နေတနှုံနှုံနဲ့ကွာမဖြစ်ဘူးငါမိမဖြစ်တော့မေးအဲ့လိုတွေးကမိဘတွေမှာချက်ပြုတ်နေတဲ့မသူစားထံကိုဝင်လာခဲ့ပါတယ်သူစာ နေကိုဆရာတို့ဈေးကူပင်တော့နေပြောတဲ့စကားတွေနေပြန်မှတ်ရသည်လားအေးလေပြန်မှတ်ရတာပေါ့ငါတီးစိတ်တယ်လွတ်မမသွားတာလေအေးအဲ့ဒါဆိုငါစိတ်ထဲမရှင်းလာလိမေးချင်လို့ကွာအေးမေးလေကွသာလာရဲ့လင်မယားချင်းကိုဘာရီစကားပလင်ခံနေရလဲဒီလိုကွာအဲ့ဒီတုန်းကဆရာကမင်းနဲ့မယ်ဘာလဲမေးတော့ပထမတစ်ခေါက်ကမီတူးလို့ဖြစ်ရလေဆရာကအမှန်တိုင်းဖြစ်ဆိုတော့ချွေးလို့ဖြစ်ရလေကွာအေးလေအဲ့ဒါဘာဖြစ်လို့လဲ ဲ့ဒါကနေပါနေဖြစ်ရလားဒါမှမဟုတ်တခြားတယောက်ကဖြစ်ရလားသိကြလားအေးဟာကျုပ်လည်းစဉ်းစားနေတာကျုပ်ကဖြစ်နေတာမဟုတ်ဘူးဟာတရားယောက်ကကျုပ်စိတ်တွေကိုချုပ်ခံပြီးဖြေးနေတာဒါဆိုမင်းရောပြူစားထားတဲ့ဒီမှာတခြားတယ်မဟုတ်ဘူးပေါ့မင်းတတိထားမိလားတော့မသိဘူးဒီအပိုင်းဟိုကမင်းမတရှောင်းရှောင်းဖြစ်နေရနော်နေမကောင်းလို့ဆိုပြီးပြင်ကိုမထွက်တော့လားဟုတ်တယ်နော်ကိုသားလားကျုပ်လည်းအစကတည်းကသူ့ကိုတိတ်မတင်ကြခြင်းဘူး ကျုပ်ကလေးဝေးပြီးတော့ချိုယိုးမချောက်သေးလို့သူ့ကိုစေးထည့်ခိုင်းတယ်။တေဝအင်္ဂန်နဲ့ခေါ်ပြီးစေးထည့်ပြီးတယ်။နောက်ပြီးအထဲကအနာအမြန်ကြက်အောင်ဆိုပြီးစေးတစ်ခွက်ဖြော်တိုက်တယ်။အထဲကရင် ကျုပ်ပိုက်တွေခါးရီမတိမသာအောင်းအောင်းနေတာ။လက်ချောင်းထဲမှာလည်းကလေးကလေးနဲ့ရားနေတာတော့။အထဲကရင်နေဘာလို့ပြောတာလဲမသူစားရဲ့။ရှင်ရလဲလေကိုမိသားစုတွေရလူလေကိုကဘယ်ထင်မလဲ။ဒီကောင်မရောက်လာကြတဲ့အဖေမေတို့လည်းကောင်းကောင်းမနေရဘူးဟာ ခဏခဏဖြားနာနေတာနောက်ပြီးနေကိုလည်းတိတ်မကြည့်ဘူးကျုပ်တို့အတွက်အဖေတို့အိမ်ဆောင်ပေတို့ကလည်းသူ့မျက်နှာလှမနေဘူးမတက်တာလို့သာဆက်ဆံရတဲ့သဘောရှိတယ်ဟင်းလေခြံထဲကထွက်သမျှအသီးနှံတွေရောင်းတော့လေသူ့ဝဲငွေတွေကိုတိမ့်ထားတာ အမေမှာပါတယ်လေးတစ်ထည်ဝယ်ဖို့တော့ငွေမရှိလို့ကျုပ်ဝဲကထွက်လိုက်သေးရဲ့လေကျုပ်ကသူ့လို့သမျှသိနေတော့မလုံမုံထားတာနေပါပေါ့သူစိနေနိုင်တာနေပါပေါ့ကွာအဲ့တရားများအရှင်ကိုပြန်အနိုင်ကျင့်ရတယ်လို့ ဒီတိုင်းဆိုအမေတို့ကိုတတိပေးထားရမယ်။မဟုတ်ရင်ဒီကောင်မလက်ထက်နဲ့လုံးဝပါတော့မှာကွာ။ခက်တယ်ကိုသားလာရဲ့။ကုမိသားဆိုရရဖြစ်နေရောတတွေးကိုပက်လက်ထွေးသလိုဖြစ်နေပြီ။ကို့ဘော်ပဲပြန်ရောက်နေတယ်။အိမ်ခွင်းဒီကလာရင်ကောင်းမယ်ထင်နေနော်။ဒီလိုမှမဟုတ်ရင်လည်းသူ့ရွာသူပြန်ဒီခိုင်းရင်ကောင်းမလား။ကဲပါမကောင်းမှန်သိရင်လည်းရှောင်းလေရောပေါ့ရှင်။နောက်တော့လည်းသူ့ဟာသာသူစင်ကျင်သွားလိမ့်မယ်။ဟေးကွာမင်းပြောသလိုပဲကိုထွေးရတဲ့တွေကို့ဘော်ပြန်ရောက်တယ်ဆိုတာမျိုးကွာ။ ကိုတော်လာတို့လင်မယားနှိပ်ရောက်လေအဲ့ဒီကြောင့်လေတွေးပြီးရတမအေးနံဖြစ်နေကြချပါလေဦးတင်ဝင်းတို့ရဲ့ထွေးမငယ်ဖြစ်သူမတ်ချုပ်အေးကထွေးပါထမ်းရွာသူမဟုတ်တခြားရွာကအိမ်တော်ကျလာသူဖြစ်တယ်။ဒါကြောင့်သူမရဲ့ဒလေးဆိုင်ကိုမတီးရချင်းသူမအိမ်ကိုရောက်လာပြီးတိတ်ပင်မကြသေးရကမဖြစ်သူကခဏခဏနေမကောင်းလို့တရှောင်းရှောင်းဖြစ်နေတယ်။စီးပွားရေးမတမရလေသူမပဲထုတ်ခိုင်းထားတယ်။အရာရာသူမစိတ်တိုင်းကြစီစဉ်နေဒါကိုရှိမိနေတဲ့အကြီးကောင်ရဲ့မရှားကသူ့စီမံမှုအောက်မှာမနေလို့ရတာကြောင့်မိဘတွေကိုပြောကအိမ်ခွဲနေတယ် ဒီရင်တရားသူမတ်ချုပ်အေးရဲ့ဒေါသမြတ်တို့ကမတ်သူစာပေါ်မှာကြောက်ရွံ့သွားတယ်။ဒါကြောင့်အခွင့်ရှိတိုင်းကောက်ကြံတော့တယ်။ဒီမှာကတာမန်လူမဟုတ်ဝန်ရင်းစိုးပညာပါလာသူဖြစ်တဲ့ဒါကြောင့်ရိပညာကိုတုံးချကမျိုးမျိုးကျန်စီရော်တယ်။စိုးပညာတီကအကောင်ပကတိတိုင်းရှိနေတဲ့လူတယောက်ကိုပြူစားရမလွဲ။အဲ့ဒီလူကံညံ့ချင်းဒါမှမဟုတ်ခန္ဓာမှာအနာရှိချင်းတို့မှသာပြူစားရလွယ်ကူပါရဲ့။ဒါကြောင့်ချွေကြီးကမတ်သူစာကံကြမ်းမဲ့အချိန်နေမကောင်းမဲ့အချိန်ကိုမြဲချောင်းနေတယ်။ဒီမှာဆူတောင်းပြေးပြီလားတို့တီးမဟုတ် မသူစာရဲ့ကန်ဆိုးချိန်ကြောင့်လာပြီမသိမသူစာသားလေးကိုပိုက်ခွဲမွေးချိန်မှာဗိုက်ချော်ရိုတဲ့သူမကိုဆေးထည့်ခိုင်းနေသူမရဲ့ကြံစီတိုင်းပြီးပိုက်ခွဲထားတဲ့အနာတဲကိုပညာဆက်တွေထည့်ထားလိုက်ခြင်းစံချီမီအပင်းကိုလည်းဆေးခွက်တွေထည့်ခါတိုက်တယ်သူမရဲ့စီမံကိန်းကတနေ့တနေ့ပြည့်တဲ့နေ့မှာမသူစာလူလောကတွေကနေထွက်သွားရမယ်နေ့အဲ့ဒီနေ့ကိုသူမကမျှော်လင့်တကြီးစောင့်စားနေခဲ့ပါတယ်သို့တော့တနေ့မပြည့်ခင်၃လလုံးမှာသူမရဲ့မျှော်လင့်ချက်တွေပြည့်စည်ခင်ရပြီ။ သူမရဲ့ဘဝမှန်ကိုမိသားစုတွေကလူတို့ချို့သိခဲ့ပြီးတက်ပြီးအရှက်မကွဲလို့တော့ပြီမို့သူမချစ်တဲ့ယောက်ျားကိုခေါ်ကောင်းသူမရဲ့ဇာတိရွာကိုပြန်သွားခဲ့ပါတယ်မတ်ချွေပြန်သွားပြီးနောက်ပိုင်းမှာဦးတင်ဝင်းတို့မိသားစုရဲ့ကျမ်းမာရေးမှာ တူတူတောင်းတောင်းဖြစ်လာတော့တယ်မတ်သူဇာရူမိသားစုရဲ့အစည်းအဝေးမှာလည်းတည်တည်တသာတိုးတက်လာခဲ့ပါတယ်တချို့ယာရီမှာမိမိမထင်ထားတဲ့သူတို့တီတာလေးမိမိဤနောက်ကျောကိုဓာတ်နဲ့ထိုးတက်လေတည်း ပရိသတ်များခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူခွန်ရီတာထားတဲ့မောင်ရီခဲနဲ့ယုံကြည်မှုဤနောက်ွယ်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်အချင်းစီကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်ခင်ဗျာ။